ဖုံးကိုခေါင်းနှားထားပြီးအိတ်နေရင်အခုပဲရက်လိုက်တာအကောင်းဆုံးပါဖုံးကိုမတုံးနေရင်တောင် တက်ရောင်ကြီးထုတ်လို့နေတယ်ဒါကမင်းရဲ့အိတ်ဆက်မှုကိုအနောက်ရက်ဖြစ်စေပြီးခေါင်းကိုက်တာရေရှိမှာကင်ဆာဖြစ်နိုင်ခြေကိုပါတိုးစေနိုင်တယ်ဒါပေမဲ့ဒါကအဆိုးဆုံးမဟုတ်သေးဘူးဖုံးတွေဟာအိတ်နေရင်အသွေးနေတဲ့အခါအပူလွန်ခဲ့ပြီးမီးလောင်မှုဖြစ်စေခဲ့တဲ့ဖြစ်ရပ်တွေရှိတယ်ဟုတ်တယ်ဒါကတိတ်မတော်ဘူးဖုံးကို အခန်းရဲ့တစ်ဖက်မှာထားလိုက်ပါပိုကောင်းအိပ်ပျော်ပြီးတက်တန်းလဲပိုရှိနိုင်ပါတယ် မျက်တောင်တစ်ချောင်းလေးကဘာမှမထူးဆန်းဘူးလို့ထင်ရပေမဲ့မျက်လုံးထဲမှာကြာရှည်ကပ်နေရင်မျက်မျက်လုံးရဲ့ကောနီယာကိုမျက်တောင်ပေါက်တိုင်းချစ်မိနိုင်တယ်။ဒီလိုမျိုးအဆက်မပြတ်ချစ်မိတာကမျက်လုံးညီရဲတာအမြင်ဝါတာဒါမှမဟုတ်ကောနီယာနာဖြစ်တာကိုဖြစ်စေနိုင်တယ်။မကုတပဲထားရင်မင်းရဲ့အမြင်အာရုံကိုအပြီးအပိုင်ထိခိုက်သွားနိုင်တယ်။လက်ချောင်းတွေရေဆိုပြီးတွန့်သွားတာက ရေစိမ့်ဝင်လို့ဖြစ်တာမဟုတ်ဘူး။မင်းရဲ့အာရုံကြောစနစ်ကရေနဲ့ထိတွေ့တဲ့အခါလက်ချောင်းထိပ်တွေကသွေးကြောတွေကိုကျင့်အောင်လုပ်လိုက်တယ် ဒါကတွန့်လိန်သွားစေပြီးဆူဆွတ်တဲ့မျက်နှာပြင်တွေမှာပိုကောင်းတဲ့စုပ်ကိုင်နိုင်စွမ်းကိုပေးတယ်။ဒါဟာမင်းရဲ့ခန္ဓာကိုယ်ရဲ့ကသဘာဝအရောက်ရှင်တန်မှုယန္တရားတစ်ခုပဲ။